သေးစားတန်ရာပြဿနာကြောင့်ပွဲပြတ်သွားကြရတဲ့မန္တလာကြားကျော်စွာဝင်းအခုချိန်မှာအားလုံးစောင့်မျှော်နေကြတဲ့ပွဲကတော့ကျော်စွာဝင်းရဲ့ပွဲပဲဖြစ်ပါသည်မြန်မာနိုင်ငံကနေထိုင်းနိုင်ငံအထိတက်ရောက်လာခဲ့ပြီး Fedex ဂျင်မှာမွေထိုင်းနီးစနစ်တွေလေးလာတင်ယူနေခဲ့သလိုမြန်မာရိုးရလက်ဝိုင်းနဲ့ပတ်သက်တဲ့လက်ခမောင်းခတ်တဲ့နီးစနစ်တွေကိုလည်း Fedex ဂျင်ကညီကိုဆရာတွေကိုပြန်လည်မျှဝေနေခဲ့တဲ့ကျော်စွာဝင်းရဲ့ပွဲစဉ်ကိုအားလုံးကစောင့်မျှော်နေကြတာဖြစ်ပါသည် ရိုးရလက်ဝိတ်မှာထိတ်တန်းဖိုက်တာတွေကတယောက်အပါအဝင်ဖြစ်နေပေမယ့်တကယ်တော့ကျော်စွာဝင်းဟာအသက်ငယ်သေးတဲ့လူငယ်ဖိုက်တာတယောက်လို့ဆိုရမှာပါ။မန္တလာသားတယောက်ပြီးပြီးယူသားတွေဂျိုးသားတွေနောက်ပြီးဟီမန်းချက်ကြီးတဲ့လူငယ်ဖိုက်တာတယောက်လို့ဆိုရမှာဖြစ်ပြီးမွေထိုင်းနဲ့ပတ်သက်တဲ့နီးစနစ်တွေကိုအရင်ဆုံးသင်ယူရဲလေ့လာရဲနောက်ပြီးဂျိုးသားပြီးလေ့ကျင့်နေတဲ့အထိဆိုရှယ်မီဒီယာဘက်မှာအမြင်လိုလိုမြင်တွေ့နေခဲ့ရတာပါ။ ဒါရီမဲလာဆိုတော့လူချစ်လူခင်ဘောတာကိုလည်းမြင်တွေ့ထားကြရတာဖြစ်ပြီးနောင်တော်ကြီးတွေကရင်ချစ်ခင်ကြတာမဟုတ်ဘဲစတန်ဖဲဒတ်တို့လိုမျိုးဝမ်ချမ်ပီယံရှစ်ရဲ့ချန်ပီယံမမတွေရဲ့ညီကိုမောင်နှမတစ်ဖွဲ့ချစ်ခင်မှုကိုပါရရှိနေကြတာဖြစ်ပါသည်အခုဆိုရင်ထိုင်းမလေးတယောက်ဖြစ်တဲ့ဒေါက်တာပင်နဲ့တောင်မှကျော်စွာဝင်းကြီးတယောက်တငယ်ချင်းတစ်ဖွဲ့ရင်းရင်းနှီးနှီးအပြန်အလှန်စကားတွေပြောကြရင်ခင်ခင်မင်မင်ဖြစ်နေတာကိုမြင်တွေ့နေကြရတာဖြစ်ပြီးမန္တလေးသားကြီးလည်းထိုင်းမလေးနဲ့တွေ့မှအဆက်သွေးတွေပါဖြာပြီးမျက်နာကြီးပြုံးမာတော့တယ်လို့ဆိုပြီးပြောရမလို့ဖြစ်နေကြတာပါ အမြဲလိုလို social media ထက်မှာတွေ့နေရတော့ကျော်စာဝင်းတယောက်ဘာလုပ်တယ်ဘယ်လိုတွေကြိုးစားတယ်ဘောင်းသင်းဆက်ဆိုင်မှာဘယ်လိုတွေရှိတယ်ဆိုတာကအစအမြင်တွေ့နေခဲ့ရတာဖြစ်ပြီးလက်ရှိမြင်တွေ့နေရတဲ့ပုံစံတွေအရသူနဲ့အတူလေ့ကျင့်နေကြတဲ့ fighter တွေကလည်းဝမ်းချမ်းမြေအရှိမရှင်ပြိုင်နေကြတဲ့ fighter တွေများတာကိုမြင်တွေ့နေခဲ့ရတာပါမွေထိုင်းနဲ့ပတ်သက်တဲ့နီးစနစ်တွေကိုညီကိုဆရာဘော်ရာကြီးတွေကတင်ပြနေတာကိုမြင်တွေ့နေကြရတာဖြစ်ပြီးရောက်ခါစားကကျော်စွာဝင်းနဲ့လက်ရှိကျော်စွာဝင်းနဲ့တော်တော်လေးကြွားဟာသွားတာကိုလည်းမြင်တွေ့လာကြရတာပါ ရိုးရဖိုင်တာတယောက်ဖြစ်တဲ့အတွက်မာဂုံမိုင်းနဲ့ပတ်သက်ပြီးပြောစရာမလိုတဲ့ဂျော်ဇွာဝင်းကိုမွေထိုင်းနီးစနစ်မှာပါထပ်ပြီးပေါင်းထည့်ပေးလိုက်မယ်ဆိုရင်ဂျော်ဇွာဝင်းတယောက်ပြီးပြည့်စုံတဲ့ဖိုင်တာကောင်းတယောက်အဖြစ်မြင်တွေ့သွားရဖို့ရှိနေခဲ့တာပါ။ဒါကြောင့်လဲဂျော်ဇွာဝင်းနဲ့ပတ်သက်လို့အားလုံးကလည်းသူ့ရဲ့ပွဲကိုစောင့်ကြည့်နေကြပါသည်။အစောပိုင်းကကြားထားခဲ့တဲ့သတင်းတွေအရယခုလဆယ်လာပိုင်းအကုန်မှာကျင်းပသွားပြီးဝမ်ချမ်ပီယံရှစ်ပြိုင်ပွဲမှာဂျော်ဇော်ဝင်းတယောက်ပါဝင်လာဝယ်ရှိတယ်ဆိုပြီးသတင်းတွေထွက်ပေါ်လာခဲ့ပေမယ့်တကယ်တကယ်မှာတော့ပါဝင်လာခြင်းမရှိတော့တာကိုမြင်တွေ့ခဲ့ရပါသည် လာမယ့်တစ်ပတ်တောက်ကြညာမှာကျင်းပသွားမည်။ One Friday Fight ပြိုင်ပွဲရဲ့အတွင်းစိုင်းတွေကိုထုတ်ပြန်ခဲ့ရမှာမြန်မာဖိုက်တာတယောက်မှပါဝင်လာခဲ့ခြင်းမရှိတာကိုမြင်တွေ့ခဲ့ကြရတာပါ။တန်းစီရဲ့ပြိုင်ပွဲဟောင်းစူရီယန်လက်ရဲ့ခေါင်းပွဲတွဲဆိုင်တာပါဝင်ခဲ့ပြီးကြံခဲ့တဲ့တွဲဆိုင်တွေထဲမှာလေးပဲမြန်မာဖိုက်တာတယောက်မှပါဝင်ခဲ့ခြင်းမရှိတာကိုမြင်တွေ့ခဲ့ကြရတာဖြစ်ပါသည်။ဂျော်ဂျီရဲ့ပွဲဥထွက်ကိုပရိသတ်တွေကစောင့်မျှော်နေခဲ့ကြတာဖြစ်ပေမယ့်သူရဲ့ပွဲစဉ်ပါဝင်လာခဲ့ခြင်းမရှိတဲ့အတွက်ဂျော်ဇော်ဝင်းကအခုလိုတောင်းပန်သွားခဲ့ပါသည်။ ကျွန်တော်ဒီအောက်တိုဘာလအတွင်းဝမ်းမပွဲဥထွက်ထိုးဖို့နှိစက်ခဲ့ရတဲ့ဆိုတဲ့သတင်းကိုအားလုံးသိပြီးသားဖြစ်မှာပါ။ဒါပေမဲ့ဆေးစစ်တဲ့အချိန်မှာတော့ training မှာရခဲ့တဲ့ဒဏ်ရာအသေးလေးကိုတွေ့သွားခဲ့ပါပြီ။ဒဏ်ရာကမပြောပါတော့ပေမဲ့ဆရာဝန်ရောက်ကလက်တထေးကပါကြော်ကြီးအတွက်စိုးရိမ်ပြီးလက်တလုံးပွဲမထိုးခိုင်းမှုဆုံးဖြတ်ခဲ့ကြတာပါ။ကြော်ကြီးဒီလပွဲထိုးခွင့်ရရင်အစင်သင်းဖြစ်အောင် training ပြင်းပြင်းထန်ထန်ဆင်းခဲ့ပြီး weight ကို61 kg အထိရှာထားခဲ့ပါပြီ။ hydration test အောင်ဖို့အတွက်ပါနေ့တိုင်းစောင့်ကြည့်ပြီးအတက်နိုင်ဆုံးပြင်ဆင်ခဲ့ပါပြီ။ ဒါပေမဲ့ပွဲထိုးဝင်မရသေးတဲ့အတွက်အရင်မဲစိတ်ပြက်မိပါရီဂျော်ဂျီယာပြည်သက်တွေဆိုရင်လည်းဒီပွဲကိုအားပေးဖို့အသင်းဆောင်နေကြသလိုတချို့ဆိုရင်မြန်မာနိုင်ငံကနေတကူတကလာအားပေးဖို့လင်းရင်လက်မှတ်တွေပါဝယ်ထားပြီးကြပါပြီအခုလိုပွဲထိုးဖို့အဆင်မပြေဖြစ်သွားတဲ့အတွက်မျော်လင့်နေတဲ့ပြည်သက်တွေအတွက်စိတ်မကောင်းပါဘူးပြည်သက်တွေကိုအလေးနက်တောင်းပန်ပါရီဒဏ်ရာလုံးဝပျောက်ကင်းသွားအောင်စနစ်တကျစိတ်ကူးသားမှုခံယူပြီးလေ့ကျင့်ပြင်ဆင်ထားပါမယ်ဂျော်ဂျီကိုအားပေးတဲ့ပြည်သက်တွေကိုအထူးကျေးဇူးတင်ပါရီအစွမ်းကုန်ကြိုးစားနေပါရီဗျာဆိုပြီးတောင်းပန်စကားဆိုသွားခဲ့တာဖြစ်ပါရီ